တော့ကြာလာပြည်သားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကြာလာတဲ့ပထမဆုံးနမိတ်စီပါတယ်ခွဲဖလားခုနှလုံးတဲ့နမိတ်ဖြစ်ပါတယ်ဒီနမိတ်မှာဆိုရင်တော့လူတစ်ယောက်ရဲ့ရှေ့မှာခွဲဖလားတွေအစီအီရှိနေတာပေါ့နော်အဲ့ဒီခွဲဖလားတွေထဲမှာအာမတူညီတဲ့အရာဝတ္ထုတွေအဖြစ်အမောက်ထည့်ထားတဲ့နမိတ်ပါတချို့ခွဲဖလားတွေထဲမှာဆိုရင်လူပုံလေးပါတယ်ပေါ့နော်အမျိုးသမီးပုံပေါ့တချို့ခွဲဖလားတွေမှာဆိုရင်အဝယ်စားနမိတ် ချို့ကွယ်ပလာမှာတော့မွေတချို့ကွယ်ပလာမှာတော့ရဲတိုက်ကြီးပါတယ်တချို့ကွယ်ပလာမှာတော့ဆိုင်ရစဘာတွေအပြည့်အမောက်ထည့်ထားပြီးတော့တချို့ကွယ်ပလာတွေမှာဆိုရင်တော့စိန်ချွေရတနာတွေအပြည့်အမောက်ထည့်ထားတဲ့နမိတ်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေကြာလာပြည်သားသမီးတွေအတွက်ကံကောင်းဆုံးလို့သတ်မှတ်တဲ့အချိန်ကာလဖြစ်ပါတယ်ကံကောင်းဆုံးဖြစ်တဲ့အချိန်ကာလဖြစ်တယ်လိုချင်တာကိုယ့်ရှေ့ကိုမြဝါထင်ထင်ရောက်ရှိလာမယ့်အချိန်ကာလမျိုးဖြစ်ပါတယ် အဲကြာလာပရိသတ်သမီးတွေအတွက်ဒီကာလတွေမှာကိုကဘာအတွက်ရည်ရွယ်ပြီးတော့ကြိုးစားနေသလဲပေါ့နော်အဲ့ဒီအရာတွေအားလုံးအောင်မြင်နိုင်တဲ့အခွင့်အရေးတွေအောင်မြင်နိုင်တဲ့အခွင့်အလန်းတွေပြည့်ပြည့်ဝဝပေါ်ပေါက်လာတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အဲ့တော့ကိုကအလုပ်ကောင်းကောင်းလုပ်ခြင်းနဲ့ကြာလာပရိသတ်သမီးတွေအတွက်အလုပ်ကင်ခွင့်အခွင့်အလန်းတွေပေါ်ပေါက်တတ်တယ်ပေါ့နော် ိုင်ဆိုင်မှုတွေအတွဲကြိုးစားအထောက်နေတဲ့ဂျာတာပရိသတ်သမီးတွေဆိုရင် ပိုင်ဆိုင်မှုတွေစက်ဒီမင်္ဂလာတွေတိုးတက်လာနိုင်တဲ့ကံတတာမျိုးရှိတယ်။စာဝတ်နေပြည်လဲဖို့အတွက်ကြိုးစားအထောက်နေတဲ့ဂျာတာပရိသတ်သမီးတွေဆိုရင် စာဝတ်နေပြည်လဲစရာအခွင့်အရေးခွင့်လန်းတွေပေါ်ပေါက်တတ်တယ်။အခြေအနေတွေအတွက်ကံကောင်းဖို့အိမ်အောင်ပြုဖို့ဘဝအဖို့လက်တွဲဖို့ရရှိဖို့အတွက်ကြိုးစားအထောက်နေတဲ့ ကြာလာပရိသတ်သမီးတွေဆိုရင်လည်းပဲအဲ့ဒီဘဝရဲ့စစ်မှန်တဲ့အဖော်တွေရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။တခြားလူရသောကြီးရွယ်ချက်တွေနိုင်ငံသားဖို့ကြိုးစားနေတဲ့လူတွေဆိုရင်လည်းနိုင်ငံနဲ့ပတ်သက်တဲ့အခွင့်အရေးခွင့်လန်းတွေပေါ်ပေါက်တတ်တာ။အလို့ရဖို့ယာတုတိုးဖို့ငွေကြေးဥစ္စာဒဏ္ဍာရီပြည့်စုံဖို့ပြည်လည်ဖို့စီးပွားဥစ္စာတွေတိုးတက်ဖို့အခွင့်အရေးတွေအခွင့်လန်းတွေများစွာပေါ်ပေါက်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ဒါဆိုရင်ကြာလာပရိသတ်သမီးတွေကဘာလုပ်ရမှာလဲ။ အဲ့ဒီကံလျော်စားနဲ့ပေါ်ပေါက်လာတဲ့အခွင့်အရေးတွေအခွင့်အလမ်းတွေကိုမိမိရရမိမိရရပါနော်လက်စုပ်လက်ကင်ဖန်ဆုပ်ဖို့ဖန်ကင်ဖို့ဖြစ်ပါတယ်အခွင့်အရေးတွေအခွင့်အလမ်းတွေကတော့မိမိရဲ့နေမင်္ဂလာကိုတကားလာခောက်ပါရဲ့ကိုကဖွင့်မကြည့်ဘူးဖွင့်မပေးဘူးဆိုရင်အဲ့ဒီအခွင့်အရေးအခွင့်အလမ်းတွေကသူကနောက်ကျောပဲမြင်လိုက်ရမယ့်အခြေအနေမျိုးရှိတာပေါ့နော်ဒါကြောင့်မလို့ဂျာလာပရိသသမီးတွေကကံအားလျော်စားနဲ့ ရည်ရွယ်ချက်ကြီးမှန်ချက်တွေပြေဝမယ်အလုတ်ကင်ခွင့်ရေးခွင့်လန်းတွေပေါ်မယ်အဖက်ဖက်ကနေအဆင်ပြေမဲ့ကံစားတာမျိုးတွေရှိတယ်မျောလင်းချက်တွေပြေဝမယ်ပေါ့နော်လုံးရင်ကောင်းမလားမကောင်းလားလုံးတင်လားမလုံးတင်လားဆိုအင်မတန်မှလုံးတင်တဲ့အချိန်ကာလလို့ပြောမယ်နောက်ကျနေပြီလို့တော့ပြောမယ်ဆိုရင်ပြောလို့ရတဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နံပါတ်1ကဆွေမျိုးသားချင်းတွေနဲ့ပတ်သက်တဲ့အပေးအယူကိစ္စတွေအမွေကိစ္စတွေအောင်မြင်နိုင်တယ်အဓိကတော့ငွေချင်းနဲ့ပတ်သက်တဲ့ကံစားတာတွေမှာထူးထူးထွားခြား အဆင်ပြေဖို့ရှိပါတယ်ငွေကြေးကန္တာတွေကောင်းဖို့ရှိတယ်အဖက်ဘက်ကနေအဆင်ပြေခြင်းတွေရှိတယ်လူငွေရဲ့ပတ်သက်တဲ့ကန္တာမှာကြတော့နှလုံးသားမှာဓာတ်သုံးလက်စိုက်တဲ့နမိတ်ပါအဲတော့လူငွေရဲ့တော့ဇာတာပတိသားသမီးတွေအတွက်နည်းနည်းလေးညံ့တယ်လို့ပြောမှာဖြစ်ပါလူငွေရဲ့အကြောင်းပြုပြီးတော့စိတ်ညင်ရတတ်တယ်လူယုံဒုက္ခပေးတတ်တယ်လူယုံတတ်တတ်တယ်အဖက်ဘက်ကနေပြီးတော့အဆင်မပြေခြင်းပူပင်တော့ကရောက်ပါခြင်းဆိုတာလူမှုရေးကြောင့်ပါကိုယ်နှောက်ချက်မဲ့လူတွေပေါ်ပေါက်တတ်တယ် အရန်ကျွေးတွေရန်အဟောင်းတွေကအစ်စ်ဖြစ်လာတတ်တယ်ပြဿနာအဟောင်းတွေကပြဿနာအစ်စ်ပြန်ဖြစ်အဲ့ဒါလေးတော့နည်းနည်းကလေးဆိုင်ကိုလိုအပ်ပါတယ်ကျမရေကန်တာတော့ဂျာလာပရိသသမီးများအတွက်ထူးထူးခြားခြားအညာခိုင်တည်တည်မမမရှိဘူးပြင်သာရေးနဲ့ပတ်သက်တဲ့ကန်တာတာတွေကောင်းတယ်သင်တန်းကိစ္စတွေစောင်းဝဲဖြည့်ဆွေးခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေတော်တော်လေးကောင်းပါတယ်နောက်ချင်းရောင်းနေပတ်သက်တဲ့ကန်တာတာတွေမှာကြတော့နည်းနည်းအခက်အခဲလေးတွေကြုံရတတ်တယ်စိတ်ညစ်စရာလေးတွေဖြစ်တတ်တယ် ဘလို့တွေဖြစ်တာလဲဆိုမာနကိုအကြောင်းပြုပြီးတော့အခြေအနေနဲ့ပတ်သက်ပြီးတော့အဆင်မပြေဖြစ်တတ်တယ်။ကိုယ်နဲ့ကိုယ့်ချစ်သူနဲ့ကြားထဲမှာမာမာနတွေကအာမာမာနတွေကိုအကြောင်းပြုပြီးတော့ဆက်သတိမကန်နေဖြစ်ပြီးတော့ဗောနော်အခြေအဆင်မပြေတာလို့ဆက်သတိမကန်ဖြစ်ပြီးတော့အိမ်တော်ရဲ့အဆင်မပြေတာလို့အခြေအနေနဲ့ပတ်သက်ပြီးတော့တယောက်နဲ့တယောက်စကားပြောတဲ့အခါတိုင်မင်းတဲ့အခါဆွေးနွေးတဲ့အခါညှိနှိုင်းတဲ့အခါလေးတွေမှာမမနာတွေကိုအခြေခံပြီးတော့ပြောဆိုညှိနှိုင်းဆွေးနွေးကြတယ် ဲ့တော့ကြောင်းနဲ့တောင်အဆင်မပြေမှုလေးတွေဖြစ်တတ်တယ်။ပြဿနာသေးသေးလေးရနေပြဿနာအကြီးဖြစ်သွားတတ်တယ်။ဘာမဟုတ်တဲ့ပြဿနာလေးတွေနဲ့အိမ်ဘူးနေတာလို့အိမ်ဆူနေတာလို့စိတ်ထဲမှာမတင်မကြဖြစ်နေတာလို့အဲ့ဒါမျိုးလေးတွေကြုံရတတ်ပါလားနော်။ဒါအလုံးချုံကုန်သုံးတတ်မယ်ဆိုရင်ဂျာလာပရိသသမီးတွေအတွက်ကံကောင်းခြင်းတွေများပါတယ်။အလုတ်ကင်ခွေးခွန်းလန်းတွေစီးပွားရေးတွေငွေကြေးနဲ့ပတ်သက်တာတွေကျန်းမာရေးနဲ့ပတ်သက်တာတွေနောက်ပညာရေးနဲ့ပတ်သက်တဲ့ကဏ္ဍတွေတော်တော်လေးတိတိတသာကောင်းမွန်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်။ လုပ်ရကောင်းမလားမကောင်းလားဆိုရင်နောက်ကြနေပြီလို့တော့ပြောလို့ရတာပေါ့နော်အဲ့တော့ကြာသပရိသတ်သမီးတွေတွေဒီကလာမှာကံကောင်းတဲ့အရာကတော့အနီရောင်နီညိုရောင်ကံတာတာကောင်းမှအကြောင်းသင်္ကန်ကိစ္စရှိတဲ့အခါအနီရောင်လေးတွေနီညိုရောင်လေးတွေဝတ်ပါဆောင်းပါထီတို့ဓာတ်တွေကန်သမဲတို့ဓာတ်တွေကိုဝါသနာပါတဲ့ကြာသာပရိသသမီးတွေဆိုရင်တေစာ3စုံတို့3စာတေစုံတို့စတဲ့နံပါတ်တွေရှားပြီးတော့ထိုးပါမြတ်စွာဘုရားရှင်ကအဲတန်ခါတော်ရှင်သူမြတ်တွေကိုတဲ့စာအုပ် ဓမ္မဒါနအလှူဒန်းပြီးတော့လူရာဆူတောင်းပါမြေတော်မှာကြည့်တဲ့မကောင်းတဲ့ကံတရာအညံ့ကိုက်တွေပြပြပြီးတော့ကောင်းကျိုးလူရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ခြားသာပရိသတ်သမီးကျွန်တော်ရဲ့မိတ်ဆွေပေါင်းလည်းကိုကျမ်းမှာစိတ်ချမ်းသာလူရာဆန္ဒတလုံးတစ်ပါးနဲ့ပြည့်စုံနိုင်ကြပါစေခြားလမ်းအောင်လို့ဆောင်းလမ်းမြောက်ကြပါစေမိမိတို့လူရာဘဝခီးလမ်းကိုပန်းခင်သောလမ်းပေါ်မှာရှောင်လန်းနိုင်ကြပါစေလို့ယူရောမင်္ဂလာချမ်းနဲ့အလေးနဲ့အားလုံးကိုဆုတောင်းမေတ္တာပို့သလိုက်ပါရနော်